အသင်းကိုထိခိုက်စေရင်ရရဆက်ဆက်ကင်တွင်မယ်လို့ယာစတန်ပေးလိုက်တဲ့အာမိုရင်ဂျွန်ကန်ရတဲ့မန်ချက်စတာယူနိုက်တက်ကိုအင်အားကြီးအသင်းဖြစ်ပြန်လဲရောက်ရှိစေဖို့ကြိုးပမ်းရမှာအသင်းကပြရူဘင်အာမိုရင်ကရရဆက်ဆက်ကင်တွင်သွားဖို့အစီအစဉ်ဖြစ်နေကြောင်းထုတ်ဖော်ပြောကြားလိုက်ပါတယ်ကျွန်တော်ကအင်အားပြဖို့တတ်တဲ့နဲ့အဲ့ဒီလိုမျိုးလှုပ်ရတာကိုမကြိုက်ပါဘူးအသင်းကစူးစမ်းနေရင်တူတူစူးစမ်းနေတာကိုကျွန်တော်နားလည်ရင်ပေါ့သူတို့မလုံနိုင်ရင်ကျွန်တော်ကရက်ဆက်ရမှာမဟုတ်ပါဘူးဒါပေမဲ့အသင်းကိုထိခိုက်စေမယ့်အရာတစ်ခုလို့ကျွန်တော်ခံစားရရင်တော့ကျွန်တော်အတော်လေးရက်ဆက်ရပါလိမ့်မယ်အစားပိုင်းမှာခက်ခဲနိုင်ပါတယ်ဒါပေမဲ့ တို့နားလည်ပါလိမ့်မယ်ကျွန်တော်ကကျွန်တော်ရဲ့ကစားသမားတွေနဲ့အတော်လေးယူသားပါတယ်တခါတည်းကမှယာစီကုံမှသူတို့ဆက်ရွှေ့ရမယ်ဆိုတာကိုသိပါတယ်ယာစီကုံမှအဲ့ဒီအကြောင်းကိုပြောနိုင်ပါတယ်အခုချိန်မှာကစားရမယ့်ပွဲစဉ်တွေအများကြီးကြန့်ရှိနေပါသေးတယ်ဒါပေမဲ့အဲ့ဒါကရိုးရှင်းပါတယ်ခက်ခဲတဲ့အခြေအနေမဟုတ်ပါဘူးလို့ပြောဆိုခဲ့ပါတယ်ယူနိုက်တက်အသင်းဟာကွင်းလယ်လူကစ်မဲရီရဲ့ကြီးမားတဲ့လောကလာစာကိုရှင်းချခြင်းနေပြီးအငှားချထားတဲ့ Marcus Rashford နဲ့ Anthony တို့ကိုလည်းတင့်တော်တဲ့ဇီးနှုန်းနဲ့ရောင်းချသွားခြင်းနေပါတယ် ။ဒါပြင်အတင်းတိုက်စစ်မှာရုန်းကန်နေရတဲ့ Rasmat Wildland နဲ့ Zassilo နှစ်ဦးစလုံးနဲ့အတင်းကနေထွက်ခွာသွားရနိုင်ပါတယ်။လက်ရှိအတင်းမှာလည်းအတင်းအတွက်အမှန်ကန်ကြိုးပြနေတဲ့ကစားသမားကြိုးစားအားထုတ်ကစားပေးနေတဲ့ကစားသမားတွေကတိတ်မရှိတာကြောင့်ဗမာမျက်တွေမှာအတင်းအတွက်ကစားသမားအပြောင်းလဲတွေကြီးကြီးမားမားမြင်တွေ့လာရဖို့ရှိနိုင်ပေမဲ့အတင်းကနေရသားသမားတွေကိုအရင်ဆုံးရောင်းချပြီးမှသာခေါ်ယူမှုတွေကိုလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ဒီမှာဒီနေ့တက်တဲ့အမားတို့ချစ်တဲ့